ထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ထောင်ဖာပုံမြို့နယ်အတွင်းအလုံးပိတ်ရင်တစည်းအတွင်းကနေအထောက်ထားမဲ့မြန်မာနိုင်ငံသား42ဦးကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။အဆိုပါထောင်ဖာပုံမြို့နယ်အတွင်းဇွန်23ရက်မနက်3:40မိနစ်40ခန်းကအလုံးပိတ်ရင်တစည်းအတွင်းကနေအထောက်ထားမဲ့မြန်မာနိုင်ငံသား42ဦးနဲ့အတူရှင်မောင်းဖြစ်သူထိုင်းနိုင်ငံသား2ဦးကိုပါထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ်အစိုးရအလုံးပိတ်ရင်အတွင်းဖမ်းဆီးရမိခဲ့တဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာရန်ကုန်မော်လမြိုင်ပဲခူးနဲ့ကချင်ပြည်နယ်တို့ကအမျိုးသား33ဦးနဲ့အမျိုးသမီး10ဦးတို့ဖြစ်ကြောင်း၎င်းတို့ဟာထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဘက်ခြမ်းမှာရှိတဲ့ဖျားသုံးစုမျိုးကနေထိုင်းနိုင်ငံဘက်ခြမ်းကိုချင်းလင်းဖြတ်ပြီးထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ခဲ့တာဖြစ်ကြောင်း ဖမ်းဆီးခံရသူတွေအနက်အထောက်အထားမြန်မာနိုင်ငံသား၈ဦးဟာဘန်ကောက်ကိုသွားရောက်ဖို့ထိုင်းဘတ်တပ်သားခွဲပေးချေရပြီးကျန်33ဦးဟာမလေးရှားကိုသွားရောက်ဖို့တအူးကိုဘတ်9500ပေးခဲ့ရကြောင်းစစ်ဆေးပေါ်ပေါက်ထားကြောင်းနဲ့ရင်မောင်းဖြစ်သူထိုင်းနိုင်ငံသားဟာလည်း ကုံအမတ်ဒစိမ့်မဲ့ရင်နဲ့အထောက်ထားမြင့်မြန်မာနိုင်ငံသားတွေကိုတရားမဝင်ပို့ဆောင်ခဲ့ကြောင်းကိုဝန်ခံထွက်ဆိုထားတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။လက်ရှိမှာထိုင်းအာဏာပိုင်တွေကရမောင်းဖြစ်သူထိုင်းနိုင်ငံသားကိုတရားမဝင်နိုင်ငံသားတွေကိုကုညီပံ့ပိုးမှုနဲ့ပုံအောင်စေမှုစတဲ့ပုံမှန်တွေနဲ့၎င်းအထောက်ထားမြင့်မြန်မာနိုင်ငံသားတွေကိုတရားမဝင်နေဆဲဖြတ်ကျော်ဝင်ရောက်မှုနဲ့၎င်းတရားဥပဒေအရဆက်လက်အရေးယူနေရလို့သတင်းရရှိပါတယ်။ လက်တလောထိုင်းနိုင်ငံအတွင်း Sea Stop Safe စီမံချက်နဲ့လူမောင်ခိုတိုက်ဖြတ်ရေးကိုအရှိန်ဟုန်နဲ့ဆောင်ရွက်နေတာကြောင့်ထိုင်းမြန်မာနယ်စပ်တရားမဝင်လမ်းကြောင်းတွေကနေတဆင့်သွာလာတာတွေနဲ့အလုံးကိုင်ရှာဖွေတာတွေမပြုတ်လောက်ကြဖို့နယ်စပ်ဒေသတွေကတိုက်တွန်းပြောဆိုမှုတွေရှိကြောင်းလည်းသိရပါတယ်။အခုဇွန်လမှာထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်ထောင်ပါပုံမြို့နယ်အတွင်းအထောက်ထားမြန်မာနိုင်ငံသား180ထက်မနည်းထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။